Burma Independent Voice မင်္ဂလာပါခင်ဗျာ YMB ရဲ့ Editor တုံးသက်ချက်အစီအစဉ်ကနေကြိုဆိုပါတယ်ဒီအစီအစဉ်ကိုကျွန်တော်ကိုဖုံးမောင်နဲ့အတူကိုကြော့မောင်ကတုံးသက်ပေးသွားမှာဖြစ်ပါတယ်ကိုကြော့မောင်ရေမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကိုဖုံးမောင်ရေဟုတ်ကဲ့ကိုကြော့မောင်ရေအရင်ဆုံးပေါ့လေဒီ Arcadet.ea ကပြီးခဲ့တဲ့အောက်တိုဘာလ10ရက်နေ့မှာစစ်ရေးသတိထိရဖို့ဆိုတဲ့သတင်းထုတ်ပြန်ချက်ထုတ်ပြန်ထားတာတွေ့ရတယ်ပေါ့အဲအဲ့ဒါကိုပတ်သက်ပြီးတော့ဒီအာရခဒေတာနဲ့ဒီနိုင်ငံတကာကစစ်ရေးရှင်တွေကိုကိုကြော့မောင်သုံးသက်ပေးပါဦး ဟုတ်ကဲ့ပါကိုဖုံးမောင်ကြီးဆိုတော့လေဒီကိုဖုံးမောင်ပြောတယ်ဒီအာရခဒေတာနဲ့နိုင်ငံတော်ဝန်ကစီရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနောက်ပိုင်းမှာအနေငယ်တော့ကျွန်တော်ထည့်ပြောဖို့လို့ရှိပါတယ်ဆိုတော့အရင်ဆုံးတော့လေကျွန်တော်တို့ဒီ အော်တိုဘာလာ၁၀ရက်နေ့ကဒီအရခတက်တော်ထုတ်ပြန်ထားတဲ့အထည်ကအဓိကကြားတဲ့အချက်လေးတွေကိုကျွန်တော်ဒီညမှာဒါပရိသတ်တွေကိုလည်းကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်ဆိုတော့အဲ့မှာဘာတွေပါလဲပေါ့နော်ဒီစည်ရေးသတိရှိကြရန်ဆိုတဲ့ဒီသတင်းထုတ်ပြန်ချက်ပေါ့အော်ဒီထုတ်ပြန်ချက်ထဲမှာတော့အဓိကအားဖြင့်တော့ဒီအရခတက်တော်နေနဲ့ကဒီမကွေးတိုင်းဒီခိုင်ပြည်နယ်ထိဆက်နေတဲ့ဒေသတွေပေါ့မကွေးအဆက်နောက်တစ်ခါဒီပဲခူးတိုင်းအဆက်နောက်တစ်ခါအေရဝတီတိုင်းအဆက်ပေါ့လေဆိုတော့ဒီလိုနေရာတွေမှာဒါအရခတက်တော်အနေနဲ့ဒါမြန်မာစစ်တပ်ရဲ့ဒီထိုးစစ်တွေကိုဒါသူတို့တန်း ိုကြံ့ကြံ့ခံပြီးတော့တံမြန်ထိုးစစ်ဆင်လေးရရှိရဆိုပြီးတော့သူတို့ထုတ်ပြန်ထားတာတွေ့ရတယ်။နောက်တစ်ခါဒီဒီအာရကတော်တော်နဲ့ဒီစစ်ကော်မရှင်ကဲဒီမြန်မာစစ်တပ်ပေါ့လေမြန်မာစစ်တပ်ဒီနှစ်ဖက်စလုံးကြားမှာကဒီစီရအချက်ကြာကြတဲ့နေရာ၅ခုမှာတဲ့ဒါအပြန်အလှန်သူစစ်တွေနဲ့အတူဒါနေ့စဉ်ရက်ဆက်တိုက်ပွဲတွေရှိနေတယ်ပေါ့လေဆိုတော့ဒါမျိုးဒါမျိုးတိုက်ပွဲတွေပြင်းထန်နေတာလေဒါရဲတပ်ဘက်ပေါင်းများစွာကြာမြင့်ခဲ့ပြီဆိုပြီးတော့လေထုတ်ပြန်ကြတဲ့မှာကျွန်တော်တို့တွေ့ရတယ် နောက်တစ်ခါဒီထူးခြားချက်အနေနဲ့ပေါ့လေဒီမှာကျွန်တော်တို့3ပြုရမယ့်အချက်ချက်ကဘာလဲဆိုတော့ကဒီ passive ပေါ့လေအကျန်း passive commission ကဒီ RK တက်တော်ထိန်းချုပ်ထားတဲ့နေရာတွေတဲကနေပြီးတော့ဒီတချို့နေရာတွေကိုဒါထူးသဖြင့်တိုက်ခိုက်တာမျိုးလှုပ်ဆောင်ဖို့ပေါ့နော်ဆက်လက်လှုပ်ဆောင်ဖို့ပြင်ဆင်လျက်ရှိရဆိုတဲ့အချက်ပေါ့ဆိုတော့ဒီအချက်ကတော့ဒါကျွန်တော်တို့ဒါအလေးနဲ့ထားရမယ့်အချက်ဖြစ်တယ်ပေါ့လေဆိုတော့ဟိုဒီမှာလေဒါကြောင့်လေဒီလိုအခြေအနေတွေရှိနိုင်နေဆိုတော့ဒါဒီ RK တက်တော်နေနဲ့ဒါသူဒီ RK ပြည်သူတွေကို ဟိုစည်ရေးသတိရှိကြဖို့တရင်ထုတ်ပြန်လိုက်တာလို့ကျွန်တော်တို့ယူဆပါတယ်အဲ့တော့ဒီနေရာမှာပေါ့လေကျွန်တော်ဟိုကျွန်တော်ရဲ့အမြင်မိတဲ့အချက်တစ်ချက်ရှိပါတယ်ဒါကဘာလဲဆိုတော့ဒီဒီအရခတက်တော်ကထုတ်ပြန်လိုက်တဲ့ဒီစည်ရေးသတိပေးချက်ကဒီကျွန်တော်အနေနဲ့တနိုင်ငံလုံးအနေနဲ့တော့ဒါဟိုအထူးလေးထားသိတယ်လို့ကျွန်တော်ကတော့ယူဆမိတယ်ပေါ့လေဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကြံကြည့်လိုက်ရင်လက်ရှိအချိန်မှာမြန်မာစစ်တပ်ကဒါတို့တို့တူရောရွေးကောက်ဝဲလုပ်ဖို့နှိလာတဲ့အချိန်ပေါ့လေဒီလိုအချိန်တွေမျိုးမှာဒါတို့လက်လွတ်ထားရတဲ့နေရာတွေကိုပြန်ထိန်းချုပ်နိုင်ဖို့နောက်တစ်ခါတို့တို့ဒီ ရွေးကောက်ပွဲကိုနေမြေထည့်ထွင်ပြီးသူတို့လုံနိုင်ဖို့ပေါ့လေဆိုတော့ဒီလိုမျိုးလုံနိုင်ဖို့ဒါထိုးစစ်တွေကိုဒါအချိန်မြင့်လုံနေရောကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီလိုလုတ်တဲ့နေရာမှာလေဒီမြန်မာစစ်တပ်က၃နဲ့နီးပြူဟာကဒါတချို့နေရာတွေမှာတော့အပြစ်ချက်ထားတယ်။ဒါတချို့နေရာတွေကိုကြာတော့ဒါအင်အားအလုံးရင်းနဲ့ဒီဖိတိုက်တာမျိုးဒါမျိုးဒါမျိုးနီးပြူဟာကိုလည်းတုံးပြီးလုဆောင်နေတာကိုတွေ့ရတယ်။အဲနောက်တစ်ချက်ကတော့ဒါပြည်သူစစ်မှုရဲဥပဒေနဲ့စုဆောင်းထားတဲ့ဒီဒီပြည်သူစစ်မှုရဲအင်အားတွေပေါ့လေဒါဒီလိုအင်အားတွေကိုဒါလူသားလှိုင်းအနေနဲ့အလုံးရင်းအသုံးပြုလာမျိုးလည်းရှိရဆိုပြီးတော့ဒါ စီးရေးကိခတ်တွေရောနောက်တစ်ခါဒီတော်လိုင်းတက်ဖွဲ့တွေဘက်ကရောပြောနေကြတာတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီလက်ရှိစီးရေးချိန်တွေပေါ့စီးရေးချိန်တွေကိုကျွန်တော်တို့ပြန်ကြည့်လိုက်ရင်ဒီမြန်မာစစ်တပ်ရဲ့ဒီဟိုနီးပညာနောက်တစ်ခါအင်အားဒီလိုအလုံးရင်းတွေပေါ့နော်ဆိုတော့လေကြောင်းအင်အားနောက်တစ်ခါနီးမျိုးစုံပေါ့ဒီလိုအင်အားအလုံးရင်းတွေနဲ့တုံးပြီးတော့ထိုးသွေးစင်တိုက်ခိုက်တာတွေကဒီတချို့နေရာတွေမှာတော့ဒါစီးရေးရအตาရတာတွေဆိုတော့လည်းကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒီလိုအตาရတာတွေဆိုတာကလည်းဒီတရုတ်ကကျောထောက်နောက်ခံပြုမှုပေါ့လေတရုတ်ကအကူအညီနဲ့ဒါနီးပညာမြင့် ထောက်လန်းရေးတိုက်ခိုက်ရေး drone တွေကိုသူတော်တော်လေးအသုံးပြုလာနိုင်တဲ့အချက်ပေါ့လေဒီချက်ကလည်းဒါဒါအဓိကကြားတယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ပြန်ကြည့်လိုက်ရင်ဒီရှမ်းမြောက်ပေါ့လေရှမ်းမြောက်မှာဒီတောင်လုံးမြောက်ရေးတက်မတော် TNL ထိန်းချုပ်ထားတဲ့ data တွေကိုလေဒါစစ်တပ်ကဒီလေကြောင်းနဲ့ဒါအင်အားလိုမျိုးသုံးပြီးတော့မှဒီထိုးစစ်စင်တာတွေလောက်တာပါလားစစ်ရေးအဓိကကြားတဲ့နေရာတွေကိုသူတို့ပြန်ပြီးတော့ဟိုထိန်းထိန်းချုပ်သွားနေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့လေအခုဆိုလို့ရှိရင်ဒါသူတို့ဒီမြန်မာစစ်တပ်ကဒီကြောင်မဲကိုဒါသူတို့ပြန်ပြီးထိန်းချုပ်နိုင်လိုက်တဲ့အချိန်ပါဒါ ရှမ်းမြောက်ကိုဒီထိုးစစ်စင်နယ်ဒီမြန်မာစစ်တပ်ရဲ့စစ်ကြောင်းတွေပေါ့လေဒီစစ်ကြောင်းတွေက TNL ထိန်းချုပ်ထားတဲ့တီဘောမျိုးနဲ့ဒီစေမိုင်းပက်ချာလေလောက်အကွာဝေးရှိတဲ့နေရာကိုရောက်နေရဆိုတာလည်းကျွန်တော်ဒီဟာသတင်းတွေမှာကျွန်တော်တွေ့ရပါတယ်ပြောရရင်တော့ဒီရှမ်းမြောက်မှာဆိုလို့ရှိရင်တော့ဒါမြန်မာစစ်တပ်အနေနဲ့ဒါတီဘောထိကိုသူတို့ထပ်ပြီးတော့မှဒီထိုးစစ်လုပ်ဖို့ဆိုတဲ့ပုံစံတွေကျွန်တော်မြင်တွေ့နေရတယ်ပေါ့ဗျာအဲ့တော့ဆိုတော့ဟိုလေဒီနေရာမှာကျွန်တော်အဓိကဟို ကြည့်ရမယ့်အချက်ကဘာလဲဆိုတော့ဒီတောင်မျိုးသားလွတ်မြောက်ရေးတက်မတော် TNL ရဲ့ဒီထိန်းချုပ်နယ်မြေပေါ့လေအထူးသဖြင့်ဒီလိုကြောင်မဲလို့ပေါ့ကြောင်မဲဆိုတာတကယ်ကိုစေးရဟိုအချက်ကြာကြတဲ့မျိုးကြီးတစ်မျိုးလည်းဖြစ်တယ်ပေါ့လေဆိုတော့ဒီလိုမျိုးတွေဒီလိုမျိုးကြီးခုကိုဒါမြန်မာစစ်တပ်ကဒါအင်အားလုံးရင်းနဲ့ဒီပညာလေးတော်တော်လေးကိုအသာစီးယူပြီးတော့မှဒီပြန်လဲသိမ့်ပိုက်လာနိုင်တာကဒါကဒီကျွန်တော်ကြည့်လိုက်တာ TNL ကဒီသူထိမ့်ထုတ်ထားတဲ့မျိုးကိုလက်လွတ်လိုက်ရတာစေရရသူအလျှော့ပြီးလိုက်နောက်ဆုတ်လိုက်ရတာ ဆိုတာကိုကျွန်တော်တို့ကမြင်လို့မရဘူးပေါ့နော်ဒါကကျွန်တော်တို့ဒီလက်ရှိဆင်နွှဲနေတဲ့ဒီຫນွေဥတော်လိုင်းကြီးတစ်ခုလုံးနဲ့တက်ဆိုင်နေဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကတတိပြုဖို့လိုရတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲကျွန်တော်ဖတ်လိုက်ရတဲ့ဆောင်းပါးတစ်ပုဒ်ထဲမှာလည်းကျွန်တော်ဟိုသဘောကျတဲ့အချက်တစ်ချက်ကပါတယ်ဆိုတော့ဒီထောက်ပြထားတဲ့အချက်တစ်ချက်ကဒါလက်ရှိတဲ့မှာမြန်မာတက်တက်ကဒီတဖွဲ့ချင်းစီခြေမုံကြီးမဟာဗျူဟာကိုအကောင့်ထဲပေါ်နေတာပေါ့နော်ဒါမျိုးအကောင့်ထဲပေါ်ခွင့်ပေးလိုက်တာမျိုးဖြစ်နိုင်ဖြစ်မယ်ဆိုတာမျိုးတတိပေးထားတာမျိုးကျွန်တော်ဒီဒီ ဆောင်းပါးတစ်ခုတည်းမှာကျွန်တော်ထွက်လိုက်ရပါတယ်ဒါလည်းတော်တော်လေးကိုလေးနက်ထားစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်အဲ့တော့ဟိုပြောရရင်တော့ तू ကဒီမြန်မာစစ်တပ်ကဟိုတခြားဒီနေပြည်တော်ပေါ့နော်အဓိကကြားတဲ့နေရာတွေမှာကြောင်မဲလို့နေရာမျိုးမှာဒါဒီ TNL ကိုကိုစေးရအသာစီးရယူပြီးတော့ပြန်ပြီးကြောင်မဲကိုထိန်းချုပ်လိုက်နိုင်မယ်နောက်ထပ်ဒီတခြားသောအဖွဲ့တွေကိုလည်း तू ကဖိအားပေးထိုးစစ်ဆင်တာမျိုးတွေလည်းဖြစ်လာနိုင်တယ်ပြတ်မှတ်ပေါ့လေပို့ပြီးတော့မှသူ့သူ့ သူတို့ရဲ့နောက်ထပ်ပြစ်မှတ်တွေဖြစ်လာနိုင်တယ်ပေါ့ကျန်တဲ့အဖွဲ့အစည်းတွေပေါ့ MMDU MNDAA လိုမျိုးနောက်တစ်ခါဒါအခုဆိုလို့ရှိရင်ဒါ ARK ဟိုတက်တော်ထိန်းချုပ်ထားတဲ့နေရာတွေကိုဒီဆက်လက်ပြီးတော့ဒီအင်အားသုံးထိုးစစ်ဆင်ဖို့ဒါပြင်ဆင်နေရဲဆိုတာမျိုးကိုကျွန်တော်တို့တွေ့ရတယ်ပေါ့လေဆိုတော့ဟိုလေကြည့်လိုက်ရင်တော့ဒါမြန်မာစစ်တပ်အနေနဲ့ဒါဒီရခိုင်ပြည်နယ်ဘက်ကိုလည်းထပ်ပြီးတော့มาဒီလိုအင်အားသုံးထိုးစစ်ဆင်ဖို့ပြင်ဆင်နေရဲဆိုတော့ကျွန်တော်တို့ထင်သာမြင်သာဖြစ်စေတယ်ဗောနော်ဒီအချက်ကိုကျွန်တော်တို့ကြည်တင်ရအောင် ဆိုတော့အခုချိန်ဒီကတော့ကျွန်တော်ကြည့်လိုက်တော့ဗျာအာရကတက်တော်နဲ့မြန်မာစစ်တပ်ကြားကတိုက်ပွဲတွေမှာတော့ဒီမြန်မာစစ်တပ်ရဲ့ထိုးစစ်တွေကဒါထိရောက်မှုကတော့မရှိဘူးအထိနာပြီးတော့တော်တော်လေးပြန်လဲဆုတ်ခွာရတဲ့တည်င်းတွေပဲကျွန်တော်တွေ့ရတယ်ပေါ့လေလက်ရှိချိန်ကြီးရောဒီရခိုင်နဲ့ဒီမကွေးအဆက်တာနောက်တော့ရခိုင်နဲ့ AR အဆက်ကဒါ၄မျက်နှာလို့စစ်မျက်နှာပြင်နေပေါ့နော်ဒီလိုနေရာတွေမှာတော့ဒါ ဒီအာရကတော်တော်နဲ့ပူပေါင်းတက်တည်ရဲ့เนาะမြန်မာစစ်တပ်ကြားမှာတော့တိုက်ပွဲတွေတော်တော်လေးကိုအရှိန်မြင့်ပြင်းထန်နေပြီးတော့ဗောနော်ဆိုတော့ဟိုဒီဒီမြန်မာစစ်တပ်ဘက်ကလည်းဟိုအထိခိုက်အကြဆုံးတော်တော်လေးများတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဟိုတွေ့ရတယ်ဗောဆိုတော့ဒီအချိန်မှာတော့ကျွန်တော်တို့အရေးကြီးတာတစ်ခုကတော့ဗောနော်ဘာကအရေးကြီးမလဲဆိုကျွန်တော်တို့ခုနကဟိုပြောခဲ့တဲ့အချိန်မှာပါသလိုပဲဒီတဖွဲ့ချင်းစီဗောလေနေရာဒေသတစ်ခုချင်းစီကိုမြန်မာစစ်တပ်ကနေပြီးတော့အင်အားအလုံးစုံဖြည့်ပြီးထိုးစစ်ဆင်နိုင်တာတိုက်ပွဲပေါ်ဆောင်တာမျိုး မလုံးနိုင်အောင်ဒါ channel ဒီ online အင်အားစုတွေလက်နက်ကိုင်းအင်အားစုတွေပေါ့နော်ဒီလိုအင်အားစုတွေကလည်းဒါနိုင်ငံတဝန်းမှာပေါ့လေဒါဟန်ချက်ညီညီဒီစည်ရေးလှုပ်ရှားနိုင်ဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်အာဆိုလိုချင်တာကတော့ဗျာဒီငါတို့နဲ့တိုက်နေတာမဟုတ်ဘူးငါတို့နဲ့တော့တိုက်ပွဲတွေမပြင်းထန်နေဘူးဆိုပြီးငြိမ်နေလိုက်လို့တော့မရဘူးဒီလိုငြိမ်နေလိုက်ချင်းအဖြစ်မြန်မာစစ်တပ်ကပို့ပြီးတော့မှအင်အားကြီးတာသူဒီသူ့ရဲ့ဒီလက်လွတ်ထားတဲ့နေမျိုးတွေကိုပြန်ပြီးတော့ထိန်းချုပ်နိုင်အောင် အခွင့်အရေးပေးသလိုဖြစ်သွားနိုင်လို့ဆိုတော့ကျွန်တော်တို့သတိပြုဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဟိုချုပ်ပြောရရင်တော့ကျွန်တော်အနေနဲ့ကဒါအရကတ်တော်ကဒီထုတ်ပြန်လိုက်တဲ့ဒီစည်ရေးသတိပေးချက်ကကျွန်တော်တို့ကတနိုင်ငံလုံးနဲ့ပတ်သက်ပြီးတော့လေအထူးအလေးနဲ့ထားသင့်တယ်လို့ကျွန်တော်တို့ယူဆပါတယ်ဆိုတော့ဒီနေရာမှာပေါ့ဗျာစည်ရေးဖော်ဆောင်တဲ့အခြေအနေတွေခံကြည့်ရင်စည်ရေးလှုပ်ရှားမှုပေါ်ဆောင်နေဆိုတဲ့နေရာမှာဒီလည်းနဲ့ခေရန်နောက်တစ်ခါဒီပညာဒါစစ်အင်အားပေါ့နော်လူသူစစ်အင်အားတိစောက်မှုတွေကလည်းဒါစိန်ခေါ်မှုတွေရှိနေနိုင်တယ်ဆိုတာလည်းကျွန်တော်တို့နားလည်ပါတယ် ဆိုပြောရရင်ဒီတရုတ်ဖီအားကြောင့်ဒါညီနောင်မဟာမိတ်သုံးခွေတွေကဒီဒီ MMDA ဆိုလို့ရှိရင်တိုက်ပွဲတွေရက်ထားရတယ်ပေါ့နောက်တစ်ခါဒီ UDSA ဝါကနေပြီးတော့ဒီတော်လိုင်းအင်အားစုတွေကိုလက်နက်ခဲယမ်းတွေထောက်ပံ့မပေးနိုင်တော့တဲ့အခြေအနေပေါ့ဒီလိုစိန်ခေါ်မှုတွေကလည်းကျွန်တော်အများကြီးရှိနေပါတယ်ဒါပေမဲ့လည်းပြကျွန်တော်တို့ဒီဆေးရနာရှင်ကိုဒီအမြင့်ဖြတ်ဖို့ပေါ့နော်ဒီစစ်ကောင်းဆောင်နဲ့စေယုတ်စုကိုချုပ်ချမယ်ဒီတော်လန်ရေးဆိုတာကတော့ဒီလိုစိန်ခေါ်မှုတွေကိုကြော်ဖြတ်မှာပဲဒါ ဟိုဖြစ်နိုင်ပါပါဆိုတော့ဒီလိုစိန်ခေါ်မှုတွေကိုကျွန်တော်မဖြစ်မနေကြော်ဖြတ်ဖို့တော့လိုပါတယ်အဲ့တော့ဟိုအခုအချိန်မှာပေါ့လေဟို NUG ကဒီကာဝေးဝင်ကြီးဌာနကလည်းပြောပြောနေရတာဒီ Trusis ဆိုတာမျိုးကဖြစ်မလာနိုင်သေးဘူးဆိုရင်တော့မှဒီမြန်မာစစ်တပ်ကနေပြီးတော့မှဒီဒီဒေါ်လာအင်အားစုတွေကိုလက်နက်ကိုင်ဒေါ်လာအင်အားစုတွေကိုတနေရာချင်းတဖွဲ့ချင်းအင်အားသုံးပြီးတော့ဒီအာယုံစိုက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးမလုံဆောင်နိုင်အောင်နိုင်အောင်တော့ဒီဟန်ချက်ကြီးစစ်ဆင်ရေးကိုတော့နိုင်ငံတော်ဝင်မှာ ပေါ်ဆောင်တဲ့လို့ကျွန်တော်တို့မြင်မိပါတယ်အဲ့တော့ဒီလက်ရှိအချိန်တွေမှာလည်းကျွန်တော်စည်ရေးချင်တွေကိုကြည့်လိုက်ရင်တော့လေနိုင်ငံတော်ဝန်မှာဒီတိုက်ပွဲတွေကတော့ဟိုဒေတာလိုက်ကိုဖြစ်ပွားနေတာရှိတယ်ဗောလေဒီစကိုင်းဆိုတဲ့စကိုင်းဒီအညာစစ်မြေပြင်မှာဆိုတဲ့အညာမှာဗောလေနောက်တော့ကကရင်မှာဆိုတဲ့ဒီကရင်ပြည်နယ်မှာဆိုတဲ့သူ့ရဲ့ဟိုတိုက်ပွဲတွေအချိန်တွေရှိနေပါတယ်ဒါပေမဲ့လည်းတချို့နေရာတွေမှာတော့ဒါအဲဒီစစ်စစ်တပ်ရဲ့စစ်ကြောင်းတွေကိုဒါစီးနင်းပစ်ခတ်တာ ဒီမိုင်းဆွေတိုက်ခိုက်တာနောက်တစ်ခါဒီအဝေးရနေလေးကြောင့်အဝေးရနေဒရုန်း၃ခုတိုက်ခိုက်တာဖြတ်တောက်တိုက်ခိုက်တာပေါ့ဒီလောက်ပဲကျွန်တော်တို့လုံဆောင်နိုင်နေဆိုလို့ရှိရကြတော့ဒီမြန်မာစစ်တပ်အနေနဲ့သူ့အင်အားကိုတခြားနေရာတွေမှာတိဆောက်ကိုဖြည့်တင်းပြီးတော့မှထိုးစစ်ဆင်အချိန်မြင့်ထိုးစစ်ဆင်တာမျိုးပေါ့ဒါမျိုးကြီးလုံဆောင်နိုင်တဲ့အခြေအနေကိုခွန်ရေးပေးသူလို့ဖြစ်နိုင်နေဆိုတာကကျွန်တော်တို့သတိပြုဖို့လိုအပ်ပါဒီတက်ပို့ပြီးတော့မှပေါ့နော်ဟိုမဟာဗျူဟာကြတဲ့စီးရေးဖော်ဆောင်မှုတွေဟန်ချက်ညီတဲ့စီးရေးဖော်ဆောင်မှုတွေလုပ်နိုင်မယ်ဆိုရင်တော့ ို့ပြီးတော့မှဒီစစ်တပ်ကိုအခွင့်အရေးမပေးတဲ့ပုံစံတိုင်းကိုကျွန်တော်တို့ဟိုဖြစ်လာနိုင်မယ်လို့ကျွန်တော်တို့ယူဆမိပါတယ်အဲ့တော့လက်ရှိစေရေးချင်းတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လေဒါဒီအာရကတတော်နဲ့ပူပေါင်းတက်တွေနဲ့ပေါ့နော်ဒီမြန်မာစစ်တပ်နဲ့ဒီစစ်ကော်မရှင်တက်တွေနဲ့ကြားမှာဒီဒီမကွေးတိုင်းဒီနေရီကန်တို့နောက်နောက်တစ်ခါပဲခူးတိုင်းညောင်ကျိုးဘျူဟာကုန်းနောက်တစ်ခါ ARB တိုင်းအဆက်က၄မျက်နှာမြို့နယ်အတွင်းပေါ့ဒီလိုနေရာတွေမှာတော့ဒါတော်တော်စေရေးကတော်တော်လေးကိုဟိုပြင်းထန်နေရဆိုတာမျိုးကျွန်တော်တို့တွေ့ရတယ်နောက်ထပ်ကျွန်တော်တို့တွေ့ရတဲ့သတင်းမှာဆိုတာ ဒီအရကတက်တော့ AA နဲ့ဒါတိုက်ပွဲပြင်းထန်နေရဲ့ပေါ့နော်ဒီ AR တိုင်း၄မျက်နှာမြို့နယ်ဆိုလို့ဟိုဒါစစ်တပ်ကနေပြီးတော့မှစစ်အင်အားအလုံးရင်ပို့ဆောင်နေရဲ့ဆိုတဲ့သတင်းတွေကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဟိုလက်ရှိချိန်မှာတော့ဒါစစ်တပ်ကတော်တော်လေးကိုဒီဟိုအထူးသဖြင့်ပေါ့လေရခိုင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့နေရာတွေကိုသူတို့ရဲ့ထိုးစစ်တွေအတာရနိုင်ဖို့သူတော်တော်လေးကိုအားဆိုင်ပြီးလှုပ်ဆောင်လာတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအားဆိုင်အားဆိုင်ပြီးတော့ဒီအင်အားဖြည့်တင်တာတွေ မလုံဆောင်နိုင်အောင်တဲ့ဒေတာတွေမှာလေဟန်ချက်ညီတဲ့စီစီဖော်ဆောင်မှုကဒါအရေးကြီးပါတယ်နောက်တစ်ခါဒီမကွေးတိုင်းပေါ့လေမကွေးတိုင်းရဲ့ရခိုင်ပြည်နယ်မှာထိဆက်ထားတဲ့ဒီငဖဲမျိုးနယ်ဒီအမ်ဘဒန်ပေါ့လေအဲ့လမ်းပေါ်မှာလေဒါစစ်တပ်ကဒီအကြီးဆုံးထိုင်စခန်းတစ်ခုဖြစ်တဲ့ဒါနယ်ရေကန်စခန်းဆိုတာကျွန်တော်တို့ကျွန်တော်နေ့ဒီနေ့မှာပဲကျွန်တော်ဒါဒီအရကတတော်ကဒီတိမ့်ပိုက်နိုင်တယ်လို့သတင်းတွေထွက်လာပေမဲ့လေဒါပေမဲ့အတီးပြည့်ချက်တွေတော့မရှိသေးဘူးပေါ့တချို့သတင်းတွေမှာလည်းဒါအရကတတော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့မှဒါ စကန်နေတိုက်ပွဲကိုပေါ်ဆောင်နေရတော်တော်လေးတိုက်ပွဲပြင်းထန်နေရဆိုတဲ့သတင်းတွေရှိပါတယ်အဲ့တော့အဓိကအားဖြင့်တော့ဒီနေ့ရကန်စကန်ဝူလိုတာပြေဝါထိန်းချုပ်လိုက်ပြီးအရကတက်တော်ကပြေဝါထိန်းချုပ်လိုက်ပြီးတိမ့်ပိုက်လိုက်ပြီးဆိုတဲ့ဟိုတရင်မျိုးတော့ကျွန်တော်တို့တိကျတော့မရရှိသေးပါဘူးဒါကတော့ဟိုလက်ရှိချိန်မှာဒီတိုက်ပွဲတွေပြင်းထန်နေတဲ့အခြေအနေပဲရှိပါတယ် နောက်တစ်ခါကျွန်တော်တို့ဒီပေါ့လေဒီကရင်နီဒေတာပေါ့လေကရင်နီဒေတာမှာဆိုလို့ရှိရင်လည်းဒီ Rigor နဲ့ Move ရဲ့တို့မှာဒါစစ်တက်ကနေပြီးတော့ဒါစစ်ကြောင်းထိုးနေတာရှိပါတယ်ဒါကဩဂုတ်လလောက်တည်းကထိုးနေတဲ့စစ်ကြောင်းပေါ့လေဆိုတော့ဒီစစ်ကြောင်းနဲ့လည်းဒါကရင်နီဒေတာကဒီတော်လိုင်းအင်အားစုတွေနဲ့ဒါမြန်မာစစ်တပ်ကြားမှာဒါတိုက်ပွဲတွေလည်းရှိနေပါတယ်နောက်တစ်ခါဒီ Mosu, Fruzu, Bolake စတဲ့နေရာတွေမှာဒါမြန်မာစစ်တပ်ကနေပြီးတော့ဒါစစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်လို့ဒါဘလို့တိုက်ပွဲတွေရောကျွန်တော်တို့တိတိတိုက်ပွဲတွေရော ထိုးထိုးစစ်ကိုပြန်လည်ခုခံတဲ့တိုက်ပွဲတွေရောဒါတွေကပြင်းထန်နေတာကိုကျွန်တော်တွေ့ရပါတယ်။နောက်တစ်ခါကျွန်တော်ပြန်ကြည့်လိုက်ရင်ကချင်ပြည်နယ်ဘက်မှာဆိုလို့ရှိရင်ဒါ KIA နဲ့ပူးပေါင်းတပ်တွေကဒီဘဘုံမျိုးသိန်းတိုက်ပွဲကိုဒါဖော်ဆောင်တာဆိုတာကျွန်တော်တို့တော်တော်လေးကိုအချိန်က၁၀လောက်ကျော်သွားပြီပေါ့လေ၁၀လောက်လောက်ကျော်လာတယ်ဒါနှစ်ဖက်မှာလည်းဒါအပြန်အလှန်ထိုးစစ်တွေနဲ့ပဲဒါတိုက်ပွဲကတော်တော်လေးကိုပြန်ပြီးပြင်းထန်နေတယ်။ပြီးခဲ့တဲ့ရက်တွေကတော့ဒါဒီ KIA ကနေပြီးတော့သူဒီမြန်မာစစ်တပ်ကထိန်းချုပ်လာတဲ့ဒက်စကန်၄၅ခုလောက်ကိုပြန်ပြီးတော့ ထိန်းထုတ်လိုက်နိုင်တယ်တိန်းပိုက်လိုက်နိုင်တယ်ဆိုတဲ့သတင်းတွေတွေ့ရပါတယ်အဲ့တော့ဆိုရရင်တော့ဒီကျွန်တော်တို့နိုင်ငံတော်ဝန်အခြေအနေမှာကစီရေးကဒီတိုက်ပွဲပြင်းထန်နေတာကတော့ဒါဒီရခိုင်စစ်မြေနယ်မှာတိုက်ပွဲတွေပြင်းထန်နေတာရှိတယ်နောက်တစ်ခါဒီကချင်စစ်မြေနယ်ဘက်မှာတိုက်ပွဲပြင်းထန်နေတာရှိတယ်နောက်တစ်ခါဒီစစ်တပ်ရဲ့စစ်ကြောင်းထိုးမှုတွေပေါ့ဒီ KND ဒေသတွေနောက်တစ်ခါဒီစကိုင်းလိုအညာဒေသတွေမှာလည်းစစ်တပ်ကစစ်ကြောင်းထိုးတဲ့အခြေအနေတွေရှိတယ်ဒါတွေကိုဖက်တောက်တိုက်ခိုက်တာတွေဒီလိုအခြေအနေတွေလည်းကျွန်တော်တို့တွေ့ရပါတယ်စီရေးအခြေအနေတွေနဲ့ဆိုရင်တော့ တော့ကျွန်တော်ချုပ်ပြီးပြောရရင်တော့ကျွန်တော်တို့ဒီအထက်မှာကျွန်တော်ပြောခဲ့သလိုပဲပေါ့လေဒီအာဒီအရခဒေသတစ်ခုလည်းမဟုတ်ဘူးပေါ့လေကျွန်တော်တို့ဒီတနိုင်ငံလုံးအနေနဲ့လေးနဲ့ထားပြီးတော့စည်ရေးသတိရှိရှိတင်တယ်ဆိုတော့ဟန်ချက်ကြီးတဲ့စည်ရေးပေါ်ဆောင်မှုတွေလည်းဟိုလုံဆောင်တင်တယ်လို့ကျွန်တော်အနေနဲ့တော့ဒီနေရာမှာဟိုမြင်မိပါတယ်ပေါ့လေဆိုတော့ဟိုဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ကဒီဖြစ်မှာပြောခဲ့အထွေထွေထိုးစစ်လိုဟာမျိုးတပ်ပေါင်းစုလိုဟာမျိုးဒါမျိုးကိုမဖြစ်နိုင်သေးဘူးဆိုရင်တော့မှာဒါတဖက်ကအင်အားအပြည့်လုံးရင်းနဲ့အာယုံဆိုင်ထိုးစစ်မစင်နိုင်အောင်တခြားတဖက်တွေမှာလည်းဒီ ဒီစစ်တပ်ရဲ့မြန်မာစစ်တပ်ရဲ့အင်အားတွေပြုံးတိလောင်တိုက်ခိုက်တာမျိုးတွေဒီစစ်ရေးရတိုက်ပွဲဖော်ဆောင်တာမျိုးတွေဒါမျိုးတွေကိုလည်းတော်တော်လေးကိုအချိန်ကိုက်လှုပ်ရှားတာမျိုးဟိုလှုပ်ဆောင်သိနေလို့ကျွန်တော်တို့ယူဆပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါကိုကျောင်းမောင်ရဲ့အခုဒီ social media ပေါ်မှာတော်လေးဝေဖန်ပြောဆိုတဲ့နေကြဲလောင်နေတဲ့ကိစ္စဒီစင်ကူးမျိုးနယ်ကပေါ့ Starlink internet အသုံးပြုမှုနဲ့ပတ်သက်ပြီးတော့ဒီမန်လေး PDF ရဲပေါ်ရင်းနဲ့ဒီဒေတာကန်ပြည်သူတွေကြားဒီငင်းခုန်နေတဲ့ရုပ်တံဖိုင်တက်လာတဲ့ကိစ္စပေါ့ဒီပေါ်မှာမျိုးစုံပြောဆိုနေကြရလဲရှိရယ်ဗျာ အဲ့တော့ဒီပေါ်ကို30ကြည့်ပေးပါအောင်ဗျာဟုတ်ကဲ့ပါကိုဖုံးမော်ကြီးဒါဒီဒီအကြောင်းအရာကတော့ဒါဒီနေ့ကျွန်တော်တို့ဒီ social media မှာတော်တော်လေးကိုဟိုလူပြောများနေတဲ့အခြေအနေပေါ့လေဝေဖန်သံတွေလည်းအများကြီးကိုကျွန်တော်တို့ထွက်နေတဲ့အခြေအနေဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့ဒီပေါ်လေဒါနဲ့ပတ်သက်ပြီးတော့ပဲဒါဒီမြို့သားညီညီအစိုးရရဲ့ဒီရေးပေါ်အုပ်ချုပ်ရေးအဖွဲ့စင်ကူးမျိုးနယ်ကနေပြီးတော့ဒီထုတ်ပြန်ချက်ထုတ်လာတာတွေ့ရတယ်သူရထုတ်ပြန်ချက်ကတော့ဒါတင်ပြဆောင်2025ဆိုပြီးတော့ဗောနော်ဒီကနေ့ အော်တိုဘာလာ12ရက်နေ့နေဆွဲနေဆွဲနဲ့ပါထုတ်လာတာတွေ့ရတယ်ပေါ့ဘာဒီထုတ်ပြန်ချက်အထဲမှာတော့ဒါသူရေးထားတာကားတာပေါ့နော်ဆိုတော့ဒီပြီးခဲ့တဲ့ဒီ2025ခုနှစ်ဒီမလ16ရက်နေ့မှာပေါ့လေဟိုဒါ Starlink Internet အသုံးပြုမှုနဲ့ပတ်သက်ပြီးတော့ဒါစစ်စစ်ကြက်မှတ်နိုင်မှုအတွက်ဆိုပြီး Starlink Starlink Internet အသုံးပြုမှုဆိုင်ရာစီမင်းစည်းကမ်းနဲ့ညွှန်ကြားချက်တွေကိုဒီထုတ်ပြန်ကြေညာခဲ့ပြီးတော့အရေးယူဆောင်ရွက်မှုများလည်းပြုလုပ်လျက်ရှိပါတယ်ဒါဒီလိုမျိုးလုပ်ရတဲ့အကြောင်းရင်းကတော့ဒါ single ဟိုဒီစင်ကူဒီ data တွေမှာပေါ့လေ data တွေမှာလေကြောင်းတိုက်ခိုက်မှုတွေဒါတော်တော်လေးကိုခက်ဆိတ်စိတ်ဖြစ်ပွားနေတာအကြောင်းဆိုရဲအကြောင်းပတ်ချက်နဲ့ဒါဒီလိုရေးရဆောင်ရွက်မှုတွေဒီလိုထုတ်ပြန်ညွှန်ကြားချက်တွေလုပ်ထားရတယ်ပေါ့လေအဲ့ဒီမှာဒီနောက်ထပ်တချက်ကတော့ဒီ2025ခုနှစ်တက်ဒီအော်တိုဘာလ17ရက်နေ့ဒါဖြစ်စင်ပေါ့လေအော်တိုဘာလ17ရက်နေ့နေ့လယ်တနားရီအချိန်မှာတော့ဒီစင်ကူမျိုးနယ်တွင်းကဒီတေးရတူရပေါ့လေဆိုတော့အဲ့ဒီမှာဒီစင်မင်းစီကန်းနဲ့မညီအညီအသုံးပြုခြင်းမရှိတဲ့ဒီ Starlink Internet ကိုသိမ်းဆည်းဖို့ဆိုပြီးတော့ဒါ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဦးပေါင်းအင်အား၅ဦးကတွားရောက်ခဲ့ဆိုပြီးတော့ဒီထုတ်ပြန်ကြေညာမှာရေးထားတယ်။ဆိုတော့အဲ့ဒီမှာလည်းဒါထုတ်ပြန်ကြေညာမှာကျွန်တော်ထပ်ပြီးပြပြရရင်ဒါတို့ဒီလိုတွားရောက်ပြီးတော့ထိန်းသိမ်းနေမှာဒါစီကန်းချိုးပေါက်တဲ့နေအိမ်ကနေပြီးတော့တာဝန်ရှိသူတို့ကိုယ်တိုင်လာရောက်သိမ်းဆီးမှလက်ခံပြီးဖြစ်ကြောင်းပြန်လည်ခြေပပြောဆိုသဖြင့်စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးညွှန်ကြားချက်ဖြင့်ဒါနေ့လေ၃နာရီအချိန်ခန့်မှာဒါတာဝန်ရှိသူတို့ဦးနဲ့ ပူပေါင်းတပ်ဖွဲ့ဝင်12ဦးကအရေးယူဆောင်ရွက်ရန်အတွက်ထပ်မံတော်ရောက်ခဲ့ပါသည်ဆိုတော့ဆိုပါနေရင်တို့ရောက်ရှိချိန်မှာတဲ့ဒီယခု online ပေါ်၌ပြန့်နှံ့လျက်ရှိသောဗီဒီယိုဖိုင်တွေပါဝင်သည့်ဖြစ်စဉ်များဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်ဗောနော်ဒီဖြစ်ဟိုဗီဒီယိုဖိုင်မှာတော့ဒါအပြန်အလှန်ငင်းခုန်တန်းတွေဟိုဒီကျွန်တော်တို့တွေ့ရတယ်ဗောလေဆိုတော့ဒီရသားပြည်သူတွေပေါ်မှာဒီလိုမျိုးတုံ့ပြန်ဆက်ဆံတုံ့ပြန်မှုတွေကဒါတော်လိုင်းဆန့်ကျင်ပဲဖြစ်တယ်ဆိုတော့သဘောထားမျိုးလည်းဝေဖန်သုံးသပ်နေကြတဲ့အခြေအနေတွေရှိပါတယ် ဆိုတော့ဒီလိုအပြန်အလှန်ငင်းပွားမှုဖြစ်ခဲ့တယ်ပေါ့လေဒါအချုပ်ပြောလို့ရှိရင်တော့ဆိုတော့ဒီလိုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လေဒါစင်ကူးမျိုးနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေအနေနဲ့ဒီတာဝန်ကျရဲဘော်များဒီဒီပြည်သူလူထုအပေါ်မှာဆက်ဆံပြုမူရမယ့်စည်းကမ်းနဲ့ကျင့်ဝတ်များကိုချိုးဖောက်ခဲ့တဲ့အတွက်ဒါထိုက်တဲ့နဲ့တတိပေးအရေးယူမှုတွေကိုထိထိရောက်ရောက်ဆောင်ရွက်သွားမိဖြစ်ပြီးနောက်တစ်ခါဒီစည်းကမ်းချိုးဖောက်တဲ့ဒီ Starlink Internet ဆက်ပိုင်ရှင်ကိုလည်းထုတ်ပြန်ချက်ချမှတ်ထားတဲ့စီမင်းစည်းကမ်းများအတိုင်းအရေးယူဆောင်ရွက်သွားမိဖြစ်ပါသည်ဆိုပြီးတော့ဒါပေါ်ပြထားတာတွေ့ရတယ်ပေါ့နော် ဆိုတော့ဒီမှာကတော့ဒါပြောဒီကတာကျွန်တော်ချုပ်ပြန်ကြည့်ရင်တော့ဒါလက်ရှိဒီပြည်သူလူထုပေါ်မှာဒီစီကံကျင့်ဝတ်နဲ့အညီပြုမှုဆက်ဆံခြင်းမရှိတဲ့ဒီတာဝန်ကျရဲဘော်တွေကိုလည်းဒါအရေးထိုက်တဲ့သတိပေးအရေးယူမှုလုပ်မယ်နောက်တစ်ခါဒီဒီစီကံချုပ်ပေါက်တဲ့ Starlink Internet ဆက်ပိုင်ရှင်ကိုလည်းဒီသူတို့ထုတ်ပြန်ထားပြီးသားစီမင်းစီကံများအတိုင်းအေးအေးယူဆောင်ရွက်သွားမယ်ဆိုပြီးထုတ်ပြန်ထားတော့ကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဗျာဒါကတော့ဒါစင်ကူးမျိုးနဲ့ရေးဖို့အုပ်ချုပ်ရေးအဖွဲ့ကနေပြီးထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ပေါ့လေ ဆိုတော့ဟိုပြန်ကြည့်လိုက်ရင်တော့ကျွန်တော်တို့ဒီဖြစ်စဉ်ကကြာတော့ကျွန်တော်တို့နှစ်ဖက်ပြောဆိုနေကြတဲ့အကြောင်းအရာတွေကလုံုံရေးအရာဒီလိုဒီလိုမျိုးစီကံနေချမှတ်ထားတယ်ဒီစီကံကိုမလိုက်နာလို့အရေးယူတယ်ပေါ့လေအရေးယူဖို့လှုပ်ဆောင်နေဒီလိုလှုပ်ဆောင်နေနေရမှာဒီပြည်သူတွေအနေနဲ့လည်းပြန်ပြီးတုံ့ပြန်တဲ့အခြေအနေမှာငင်းပြန်လည်ငင်းပွားမှုဖြစ်ကြတယ်ပေါ့ဒီလိုအခြေအနေမျိုးမှာလည်းကျွန်တော်တို့ဗီဒီယိုဖိုင်တွေမှာလည်းကျွန်တော်တို့တွေ့ရတာရှိပါတယ်เนาะပြန်လည်ဟိုဆွဲတာရမ်းတာလည်းကျွန်တော်တို့တွေ့လိုက်ရတဲ့အခြေအနေပါ ဟုတ်တော့ဗျာဒီလိုဖြစ်စဉ်အခြေအနေကြီးတော့ကျွန်တော်တို့ဒါအားလုံးသိပြီးသားဆိုတော့ကျွန်တော်ဒီနေရာမှာသုံးသက်ဆွေးနွေးရမှာပဲကျွန်တော်မလုပ်ချင်ပါဘူးဟိုဒါပေမဲ့အဓိကကြားတဲ့အချက်တစ်ချက်ပေါ့လေအချက်တစ်ချက်ကဘာလဲဆိုတော့ဒါနှစ်ဖက်မှာဒီတော်လိုင်းဒီရဲဘော်တွေပေါ့လေတော်လိုင်းရဲဘော်တွေတော်လိုင်းအင်အားစုတွေအနေနဲ့ကလည်းဒီမြေပြင်မှာတာဝန်ယူဆောင်ရွက်နေတဲ့သူတွေအနေနဲ့ကဒီရဲသားပြည်သူတွေကိုကျွန်တော်တို့ကဒီပြုတ်မှုဆက်ဆံနေနေရမှာ ဒီအာနာရှင်တွေရဲ့အမှုအကျင့်ပေါ့လေကျွန်တော်တို့ဒီဒီကျွန်တော်ဒီကိုကိုရိုင်းတော်လန်တွေရဲ့ဒီစစ်အာနာရှင်တွေမြန်မာစစ်တပ်ရဲ့အမှုအကျင့်တွေဒါတွေကိုကျွန်တော်တို့မလုံဆောင်မိဖို့ကတော့ကျွန်တော်အင်မတန်မှအရေးကြီးပါတယ်ဆိုတော့ဒီလိုမလုံဆောင်ဖို့ဆိုတော့ကျွန်တော်တို့ကဒီဒီတော်လန်ဒီလိုတော်လန်အိမ်မှာဒီနိုင်ငံရေးအတွေးအမြင်နိုင်ငံရေးအသိမှုကလည်းကျွန်တော်တို့ရှိဖို့လိုအပ်ပါတယ်ဆိုရရင်တော့ဗောဗျာဒါဒီတော့ဒီမြေပြင်မှာတာဝန်ထမ်းဆောင်နေတဲ့ဒီရဲဘော်တွေတာဝန်ယူထားတဲ့သူတွေအနေနဲ့ကဒီပြည်သူလူထုနဲ့ထိတွေ့ဆက်ဆံတဲ့အခါမှာ ဒီပြည်သူတွေကိုဒီပြုမှုတာကကျွန်တော်တို့ကိုမကြိုက်လို့စန့်ကျင်တွန်းလှန်နေတဲ့ဒီအာဏာရှင်တွေရဲ့အမှုအကျင့်တွေဒီမြန်မာစစ်တပ်ရဲ့ဟိုလှုပ်အမှုပြောဆိုမျိုးတွေအမှုအကျင့်တွေဒါမျိုးကိုကျွန်တော်တို့ကလှုပ်ဆောင်လို့မရအောင်။ဘာကြောင့်လဲဆိုတော့အာဏာရှင်ကိုတော်လှန်နေတဲ့အာဏာရှင်လက်လေးစရိုက်အာဏာရှင်အကျင့်စရိုက်တွေကျွန်တော်တို့တော်လှန်ရေးစီကိုကူးဆက်လာလို့မရအောင်ဘောနော်။ဆိုတော့ကျွန်တော်တို့ရဲ့ဒီတော်လှန်ရေးဒီအနှစ်သာရဘာလဲဆိုတာကိုကျွန်တော်တို့ကဟိုပြန်ပြီးတော့မြဲတမ်းဟိုပါဘောနော်။တတိရှိနေဖို့လိုရတယ်ဘောနော်။ငါတို့ဒီအာဏာရှင်ကို ဆန့်ကျင်တွန်းလှန်နေတဲ့အာဏာရှင်တွေရဲ့အမူအကျင့်တွေအာဏာရှင်တွေရဲ့အတွေးခေါ်တွေငါတို့မှမရှိရဘူးဆိုတော့နိုင်ငံရေးသတိရှိမှုကအရေးကြီးတယ်လို့ကျွန်တော်ကတော့ဒီတော်လှန်ရေးရဲဘော်တွေဘက်မှာဒါကတော့အရေးကြီးတယ်ဆိုတာမျိုးကျွန်တော်တို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်နောက်တစ်ခါကျွန်တော်တို့ပြည်သူတွေနဲ့ထိတွေ့ဆက်ဆံရတယ်ဆိုတဲ့နေရာပေါ့လေဆိုတော့ဒီတော်လှန်ရေးကကြီးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပြည်သူတော်လှန်ရေးဖြစ်တယ်ပေါ့လေဒါပြည်သူကိုအခြေပြုပြီးတော့မှပြည်သူကိုအခြေခံပြီးတော့သွားရတယ်ပြည်သူတော်လှန်ရေးဖြစ်တယ်ဆိုတော့ဆိုတော့ကိုယ်ရိကင်ဆွဲထားရတယ်ဒီတော်လှန်ရေးရဲဘော်တွေတော်လှန်ရေးအင်အားစုတွေကင်ဆွဲထားရတဲ့စံနှုန်းတွေ ောက်တစ်ခါဒီကျင့်ဝတ်တွေအလုံးစီလည်းပြည်သူဘ ਹੁ ပြုထားတယ်ပြည်သူမျက်နှာမှုတယ်ကျင့်ဝတ်တွေစံနှုန်းတွေဖြစ်ဖို့ကတော့ကျွန်တော်တို့အင်မတန်မှအရေးကြီးပါတယ်ကာဒီမာတော့ဆိုကြပါဆိုဒီမြေမှာဒီတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေဆိုတာဒါလူသားတွေဖြစ်တဲ့စိတ်ခံစားချက်တွေရှိရဲဒီမှာဒီဒီလိုဒီဆုံးရှုံးမှုတွေကြီးမားဆုံးရှုံးမှုကြီးမားတဲ့အခြေအနေတွေရှိရဲဒီလေးလံတဲ့ဟိုဝင်းဒိုးတာဝန်တွေကိုထမ်းရွက်နေရတာတွေရှိရဲဆိုဒီလိုအခြေအနေမျိုးမှာဒီလူသားဆက်ဆံပြုမှုလိုက်တာတွေတုံ့ပြန်လိုက်မိတာတွေပေါ့နော်ဆိုတော့လူတိုင်းမှာကကိုယ့်ရဲ့ ကိုယ့်ရဲ့စိတ်ခံစားမှုကိုယ့်ရဲ့အတွေးအမြင်ကိုယ်မှကိုယ့်ရဲ့သိခံနိုင်ဆိုတာဒါတွေလည်းရှိကြတဲ့အခါကျတော့ဟိုဒီလိုမျိုးအခြေအနေဒါဖြစ်သွားတတ်တယ်ပေါ့လေဖြစ်လာတတ်ပါတယ်ဆိုတော့ဒီလိုဒါကိုကျွန်တော်တို့ကထိန်းချုပ်နိုင်မှသာလင်ပြည်သူကိုယ်တိုင်မျက်နှာမူရမယ်ဆိုတော့အတိကိုယ်တိုင်ကျွန်တော်တို့ကရှေ့တန်းတင်မှသာလင်ဒီလိုပြဿနာတွေကိုကျွန်တော်တို့ကဒီစနစ်တကျကိုင်းတွေဖြေရှင်းနိုင်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ဒီဒီနေရာမှာတစ်ချက်ပေါ့လေနောက်တစ်ချက်ကျတော့ဒီပြည်သူတွေဘက်မှာလည်းပေါ့နော်အထူးသဖြင့်တော့ဒီတော်လိုင်းအင်အားစုတွေထိန်းချုပ်မှု ဒီနေမြေတွေမှာရှိနေတဲ့ပြည်သူတွေအနေနဲ့လည်းကျွန်တော်တို့ကအမြဲတမ်းဒီအသိရှိရမယ့်ချက်ကဘာလဲဆိုတော့ဒီနေရာတွေဒီဒါဒီစစ်တပ်အနေနဲ့ဒီအချိန်မရွေးလေကြောင်းတိုက်ခိုက်မှုတွေလှုပ်လာနိုင်တယ်လုံခြုံရေးစီးကျိုးပေါက်သွားတာနဲ့ဆုံးရှုံးနေတာမှုတွေအများကြီးကြီးမားနိုင်တယ် ဟိုတချို့နေရာတွေမှာပေါ့ပေါ့လေးတွေးလိုက်တဲ့အခြေအနေတွေကနေကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်လာနိုင်နေဆိုတာကိုလည်းဟိုပြည်သူတွေအနေနဲ့ဓာတ်တွေကိုဟိုသဘောထားကြီးကြီးနားလည်ပေးဖို့လိုအပ်တယ်ပေါ့လေတော်လိုင်းထိန်ချုပ်နေပြီဒီမှာမြေပြင်မှာတာဝန်ထမ်းဆောင်နေကြတဲ့ဒီတော်လိုင်းရဲဘော်တွေလူငယ်လူရွယ်တွေကြားရတာဝန်ကိုထမ်းဆောင်နေကြတဲ့သူတွေအပေါ်မှာလည်းဒါကိုယ့်ရဲ့ဒီရင်ဝယ်သားသမီးလို့ကိုယ့်ရဲ့မိသားစုလို့ ဒါမျိုးသဘောထားပြီးတော့မှဒီထိတွေ့ဆက်ဆံကြမယ်ဆိုလို့ရှိရင်အပြန်အလှန်ညင်းသွားမှုတွေမထားဘဲနဲ့အဲ့တော့အပြန်အလှန်တယောက်နဲ့တယောက်ဟိုနားလည်မှုသဘောထားကြည့်မှုဒီစိတ်ခံစားမှုကိုရှည်ရမ်းမတင်ဘဲနဲ့အော်သူတို့တည်တဲ့ဒီတာဝန်ကိုဒီလိုရှိတယ်ပြောရရင်တော့ဗျာဒီမြေပြင်မှာဒီလိုဒီမြန်မာစစ်တပ်ရဲ့အချိန်မီလေကြောင်းတိုက်ခိုက်မှုတွေဒါနှီးမျိုးစုံနဲ့တိုက်ခိုက်မှုတွေလုံးရှိလာနိုင်တဲ့ဒေတာမှာရှိနေတဲ့ဒီဒီပြည်သူတွေရောနောက်တစ်ခါတာဝန်ထမ်းဆောင်နေကြတဲ့တော်လှန်ရေးဟိုရဲဘော်တွေရောအားလုံးကတော့ဒါ ဒီတုံ့ပြန်ရေးသတိကိုလည်းအမြဲတမ်းရှိဖို့လိုအပ်တယ်လို့ပြည်သူတွေနဲ့ဒီအနီးကပ်ထိတွေ့ဆက်ဆံနေရတဲ့ဒီရေပြင်ကရဲဘော်တွေအနေနဲ့လည်းပြည်သူတွေကိုမျက်နာမှုဖို့ပြည်သူကိုအလေးနက်ထားဖို့ဒီလိုအတွေ့အမြင်တွေရောကျွန်တော်တို့ထားဖို့အရေးကြီးတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာဟိုသုံးသပ်ပြီးတော့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသုံးသပ်ပေးတာကျေးဇူးတင်ပါတယ်ကိုကျော်မောင်ဟေး BNB ရဲ့ Editor သုံးသပ်ချက်စီစဉ်ကိုဒီမှာပဲရန်နာချင်ပါတယ်ယေရှုအားပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးထူးဝဲတင်ရှိပါတယ်ခင်ဗျာ